စကားပြောရင်ကြည်တာတဖက်ကန်းခလုံးလုံးဆက်ရုပ်နဲ့တူတယ်ဆိုပြီးဝေဖန်ခံနေရတဲ့ဇောပိုင်းရဲ့သားရွှေပိုင်းပြည်သူများလုံးမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့ခေတ်ကလေးအများစုဟာလွတ်လပ်ပေါ်ပါပြီးတော့တင်ယူမှုမြန်ဆန်ကြတာများပါတယ်။လွတ်လပ်တာရဲ့အလွန်မှာရိုင်းဆိုင်တာနဲ့မယဉ်ကျေးမှုတို့ကလည်းကပ်ပါလာတတ်တာဖြစ်တဲ့အတွက် ကလေးအများစုဟာခေတ်ကာလနဲ့အညီတွန်တရခတ်ကြတာများပါတယ်။ဒီလိုမျိုးလူကြီးတွေရဲ့အမြင်မှာကန့်လန့်ဆန်တဲ့လူငယ်တွေများတဲ့ဒီလောကမှာအစောရောဇောပိုင်းရဲ့ ်သားလေးရွှေပိုင်ကတော့မြမပြည်ရဲ့အရင်ကြီးဆုံးကလေးအဖြစ်တောင်တင်စားခံနေခဲ့ရတာဖြစ်ပါတယ်။ရွှေပိုင်ဟာအခုချိန်မှာတော့ဆယ်ကျော်သက်လူငယ်တယောက်ဖြစ်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ရွှေပိုင်လေးဟာငယ်ရွယ်စဉ်ကတည်းကအယုတ်လေးနဲ့တူတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။အဖေဖြစ်သူကလည်းမြမပြည်ရဲ့နာမည်ကျော်အစိုးရကြီးတဦးဖြစ်ပြီးတော့စီးပွားရေးလောကမှာပါနာမည်ကြီးတဲ့သူတဦးပဲဖြစ်ပါတယ်။ နောက်ထောင်ခုနှစ်အစောပိုင်းတွေမှာနာမည်ကြီးခဲ့တဲ့ဒိတ်ဒိတ်ကျဲအစိုးရတယောက်ရဲ့တားဖြစ်တဲ့ရွှေပိုင်ဟောင်းဂီတာဘက်ကိုစိတ်ဝင်စားတဲ့လူငယ်ဖြစ်ပြီးတော့အဖေ့ခြေရာကိုလိုင်းမဲ့တားဖြစ်မယ်လို့လည်းအားလုံးကထင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ရွှေပိုင်ကတော့ဂီတာဘက်မှာဝါသနာအနည်းငယ်သာပါခဲ့ပြီးတော့စာအုပ်နဲ့သမိုင်းတွေကြားမှာပဲစိတ်ပါခဲ့ရဖြစ်ပါတယ်။ရွှေပိုင်လေးဟာငယ်ရွယ်စဉ်ကတည်းကအနီးအေးပြီးတော့လိမ္မာတဲ့ကလေးတယောက်ဖြစ်ပါတယ်။မြမာပြည်ရဲ့မိဘတွေအကြိုက်စကားဆုံးရင်ခမညာကိုအမြဲထည့်သုံးတတ်တဲ့သူဖြစ်ပါတယ်။ဒီအတွက်ကြောင့်ရွှေ သူကလေးငယ်တွေကြားထဲမှာတော့အမုန်းခံနေရတဲ့သူပဲဖြစ်ပါတယ်။ရွှေပိုင်ဟာယဉ်ကျေးလွန်တဲ့သူပါ။ယဉ်ကျေးလွန်တဲ့အတွက်ကြောင့်လည်းလူချင်းလူငယ်များခဲ့ရဖြစ်ပါတယ်။တပတ်ကန်းခန့်လွန်ပြီးတော့အဆုံးရောက်တဲ့ယဉ်ကျေးမှုမျိုးဖြစ်လာခဲ့တဲ့အခါမှာပေါ်ပါမှုမရှိတော့ဘဲတပတ်လူဟာတာမန်ဆက်ဆံနေရင်းနဲ့ကိုလူရင်းကြီးလို့ခံစားစေရတာဖြစ်ပါတယ်။ လူငယ်ဆယ်ကျော်တတ်တာပြောပေမဲ့လည်းပေါ်ပါသွက်လက်မှုလည်းမရှိတဲ့အတွက်လူအချို့ကတော့ရွှေပိုင်းရဲ့ပုံမှန်တရံနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိကြရဖြစ်ပါတယ်။ရှေးရခင်ကတော့ရွှေပိုင်းရဲ့စကားပြောပုံစံတွေဟာရွယ်သူတွေနဲ့ကလေးတွေအတွက်တော့စံပြအတွေ့ယူစရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုခါမှာတော့အဲ့ဒီလိုမမြင်ကြတော့ပဲရွှေပိုင်းကိုကွန်ပျူတာနဲ့ထိန်းချုပ်ထားတဲ့ဆက်ရုပ်လိုတောင်ထင်နေကြပြီဖြစ်ပါတယ်။အပြောစကားမှာအသက်မပါဘဲနဲ့တမင်စုယဉ်ကျေးနေတဲ့ပုံစံကြီးဖြစ်နေခဲ့တဲ့အတွက်ရွှေပိုင်းရဲ့စကားပြောဟန်တွေဟာလူရဲ့ ရာပုံစံဖြစ်လာခဲ့ရဖြစ်ပါတယ်။ရွှေပိုင်ဟာအခုဆိုရင်တော့ Facebook နဲ့ Social Media Platform တွေမှာစာအုပ်ဖတ်ကြတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးနေကြရပါ။အင်္ဂလိပ်နဲ့မြန်မာဘာသာတွေကိုလည်းကောင်းမွန်စွာနဲ့ပြောနိုင်တာဖြစ်ပါတယ်။ဇော်ပိုင်ရဲ့သားဖြစ်လို့ကြောင်းဝပြီးနေရမျိုးတွေလည်းမရှိတဲ့အတွက်သူရဲ့ဖြစ်တည်မှုကိုနှိမ်ချပြီးတော့နေတတ်တဲ့ပုံစံပဲဖြစ်ပါတယ်။ မြန်မာမိဘတွေရဲ့အကြိုက်ပုံစံအသားသမီးဖြစ်တဲ့အတွက်ဇော်ပိုင်တို့လင်မယားရဲ့ကလေးထင်းကြောင်းလေးတွေကိုမေးမြန်းခဲ့ကြပါတယ်။ဒါပေမဲ့အခုချိန်ဒီလင်းဝက်နီးအဖြစ်သာထားပြီးတော့ဘသူကမှမပြောပြခဲ့ရပါ။ရင်ကျိမှုအစွန်းရောက်ပြီးတော့မိဘတွေရဲ့အုံနောက်ဆေးခြင်းကိုခံနေရပေမဲ့လည်းရွှေပိုင်ဟာအသေးနှလုံးရှိပြီးတော့ကိုကျင်းစာတရားရှိတတ်တဲ့သူပဲဖြစ်ပါတယ်။ မိဘမဲ့ကရနဲ့မတန်ဆွမ်းကြောင်းတွေမှာကလေးတွေကိုတင့်ရင်တင့်တယ်လို့အမြဲအလူပေးနေရဖြစ်ပြီးတော့ယောက်ျားဆိုရင်တာဝန်ယူရတဲ့သူဖြစ်ရမယ်ဆိုတဲ့အတွေးရှိတဲ့တားလိမ်မာလေးဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဆက်ယုံနေသူပေမဲ့လူရင်းအချစ်ကိုရနိုင်စေပါ ဒါကြောင့်လူတိုင်းရဲ့အချစ်ကိုရရှိနိုင်တယ်လို့သူမရဲ့အချစ်ကိုလည်းရရှိနိုင်ဖို့အတွက်ယနေ့ကစပြီးတော့ဇောပိုင်းရဲ့သားရွှေပိုင်းလိုမျိုးရင်းကျေးကြည့်ဖို့အတွက်အကြံပြုရင်းနဲ့ရွှေပိုင်းရဲ့စကားပြောပုံနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။